ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ထိုင်းရေဘေးကြောင့်ရခိုင်အပါအဝင်မြန်မာရွှေပြောင်းလှုပ်သားသိမ်းနဲ့ရှိပြီးတော့ဒုက္ခရောက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရေကြီးရေရှမ်းဖြစ်ပွားခင်မှုအတွင်အိုးခွက်ပကံတွေအဝတ်အစားတွေနဲ့အသုံးဆောင်ပစ္စည်းတွေလည်းပြည့်စုံဆောင်ရှုံခဲ့ရသလိုပတ်စပို့တွေအလုပ်ပါမစ်တွေနဲ့အထောက်အထားစာရွက်စာတမ်းတွေလည်းရင်းနှီးမြှုပ်ပျက်စီးဆုံးရှုံးသွားကြတဲ့အတွက်အလွန်တရာဒုက္ခရောက်နေကြတယ်လို့ ရေဘေးသင့်မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုကူညီဆောင်ရွက်ပေးနေတဲ့ Labor Right Foundation LRF ရဲ့အလို့သမားစီယုံရေးတာဝန်ခံဥပယီကနရင်ဆရာကိုပြောပါရယ်ရေကြီးမုံကြောင့်ပေဆုံးခဲ့ရသူတွေအတွက်ထိုင်းအစိုးရကဂယူနာဂျီအဖြစ်တယောက်ကိုဘတ်သိန်း20စီပေးအပ်ပြီးရေဘေးသင့်တအိမ်ထောင်ကိုဘတ်9ထောင်ပေးအပ်မယ်လို့ထုတ်ပြန်ထားပါရယ်ဒါပေမဲ့ရေဘေးကြောင့်ပေဆုံးသွားတဲ့ထိုင်းလူမျိုးတွေအပါအဝင်မြန်မာရွှေ့ပြောင်းလုပ်သားအများစုဟာ ဆောင်ရွက်စာနဲ့အထောက်အထားတွေရင်းနဲ့မျောပါပြတ်ဆုံးပြီးနင်းမြုပ်ပျက်စီးသွားခဲ့ကြတဲ့အတွက်ထိုင်းအစိုးရထောက်ပံ့မဲ့ဂိယူနာဂျေကိုရရှိဖို့ကမသေချာမရေရာဖြစ်နေတယ်လို့လည်းကုညီဆောင်ရွက်ပေးနေကြသူတွေကပြောကြပါဗျ။ရေပြန်ကျသွားပြီးတဲ့နောက်ဒုက္ခရောက်နေကြတဲ့ထိုင်းလူမျိုးတွေအပါအဝင်မြန်မာရွှေပြောင်းအလို့သမားတွေကိုတခြားကုညီကေစီရဲ့အဖွဲ့တွေကလည်းလာရောက်ကုညီပေးနေကြပေမဲ့ လူသူအယောက်ပေါက်နေတဲ့ပယံဆိုင်တွေ၊ rubber ဆိုင်ခင်းတွေ၊မွေးမြူရေးစိုက်ပျိုးရေးစတဲ့ကြောင်းကျတဲ့နေရာတွေမှာရှိတဲ့ရေပိသင့်ရွှေပြောင်းအလုပ်သမားတွေကိုတော့လာရောက်ကူညီသူနေပါနေတဲ့အတွက်စားဝတ်နေရေးတွေအခက်အခဲဖြစ်နေကြတယ်လို့ဆိုပါရယ်။အခုဖြစ်ပွားခဲ့တဲ့ထိုင်းတောင်ပိုင်းရေကြီးရေရှမ်းမုံမှာနှစ်ပေါင်း300အတွင်းအစိုးရဆုံးရေကြီးမုံဖြစ်ပြီးဒီရေကြီးမုံကြောင့်တည်ဆုံးသူတွေအထက်မှာဆုံခလာခရိုင်တခုရဲ့အတွင်းမှာမြန်မာရွှေပြောင်းလုတ်သား20ကျော်လဲပါဝင်ခဲ့တယ်လို့သိရပါတယ်ရှင်။